အားလုံးပဲမင်္ဂလာပါဒီနေ့ဒီရက်ဒီမှာတင်ပြစာကတော့ခန်း73နေ့ချင်းငယ်73တမတစ်ကနံပါတ်656ဖြစ်ပါတယ်နံပါတ်၄ကကြီးက tan equal to 40y ဖြစ်လို့ရင်းနဲ့ x ratio y ကိုရှာပါတယ်နော်ဒီလိုကျတော့ရေးမယ် tan equal to 40y အဲ့ဒီမှာကျတော့ x ratio y ဆိုတာ8/1ဆိုတာဒီလိုနော်ဒါမှမဟုတ်ဆမတော့ဒီဘက်မှာငါကြီးရဲ့ level ဘက်မှာရှိရ30ကိုကျတော့ နော်လက်ရဘက်ကိုကိုးလိုက်မယ်ဝိုင်းကိုကျတော့လက်ဝဲကိုကိုးလိုက်မယ်နော်အဲ့ဒါလို့ရှိရင်သူတို့နေရာမြောက်ထားဖြစ်တယ်ဒီမိုင်းတစ်ဖက်စီထားတဲ့ခါမှာသူကစားပြန်နော်ဒီမှာမူလာကင်းရ H ရှိတယ်အဝဝိုင်းတံမို့၁၄နဲ့ဝိုင်းနေရာမြောက်ထားဖြစ်တယ်လက်ဝိုင်းတံမို့ကလက်ရလက်ဝဲဘက်ကိုလာတဲ့ခါမှာစားပြန်တယ်ဒီမှာထန်းအိမ်မှာလည်းထန်းနဲ့အိမ်တွေကမြောက်ထားဖြစ်တယ်ညီမိုင်းတစ်ဖက်ကိုလာရင်ထန်းကစားပြန်တယ်ဒါဆိုရင် A ဘိုင်း Y အိမ်ကတူ14ဘိုင်း10 A ဘိုင်း Y ဆိုတာဒီမှာ8 ratio 1ဆိုဒီဘက်က ဟောပါဘူးဘွားကနော်14နဲ့30လောက်ဆိုကျင်းလို့ရတယ်နှစ်နဲ့ချင်းနေရတယ်ဒီကုန်နေ14နဲ့9နဲ့30အကြောင်းကို8 by 8 by y ဘဲတူက7 by 5အဲ့လိုရှိရင် a ratio y equal to 7 ratio 5ဖြစ်ပါတယ်။နောက်ကြကျရင်နံပါတ်ခါဝေးပါ။ 11-2x equal to 4/3y ဖြစ်လေ။ဒါနဲ့ a ratio y ကိုရှာပါတဲ့။ခုနတိုင်းရှာမယ်။ဒါပေမဲ့တော့ direct ရှာလို့မရဘူး။ကိန်းရောရေးပြရတဲ့အတွက်ကျွန်တော်ကအပိုင်းကြီးတူပွဲရမယ်။ ုံနော်။ဒါရင်ဒီမာဒီယာမေကိုပြန်ရေးတဲ့ရေယူရတယ်မှာတော့အပိုင်းလေးတို့ဖွဲ့မယ်။နှစ်တလီနှစ်တင်းနဲ့ပေါင်းတော့တော့ဒီပိုင်း2 AC ကျဲတူ7ပိုင်း3 Y ။ဒါလို့ရှိရင်ဒီမှာဒီဘက်ကပိုင်းစီ3ကိုဒီပိုင်းတစ်ဖက်ပို့တဲ့အခါမှာဒီမှာ3ရယ် AC ရယ်3ရယ်ညွှန်တဲ့အခါမှာ9 A ရပြီးတော့ဒီလက်ဝဲဘက်ကပိုင်းစီနှစ်ကိုကြတော့လက်ရဘက်ပို့တဲ့အခါမှာနှစ်ခုနဲ့14 14နဲ့ Y နဲ့ဆိုတော့14 Y နဲ့ပါလေ။ဒီလိုချင်လို့လိုချင်တာကခုနအတိုင်းပဲ။အိပ်ပိုင်းဝင်လိုချင်တာဖြစ်တဲ့9ကိုဒီပိုင်းတစ်ဖက်ပို့ရင်14ကိုပဲဆက်မယ်။ Y ကိုဒီပိုင်းတစ်ဖက်ပို့ရင်8ကိုပဲဆက်မယ်။ ော်ဒါဆိုရင် a by 1 equal to 40 by 9ဒါဆိုခုနှစ်ခုကကြတော့ခြေလို့မရဘူးများတဲ့ကျွန်တော်တို့က a ratio y equal to 14 ratio 9ဆိုတဲ့အတိုင်းနဲ့ရပါပြီနောက်တစ်ခုကနံပါတ်5ပါနံပါတ်3 1 by 11 ratio 6 4 by 11နဲ့တုံးပိတ်တာ47တာ9တပိတ်9ပိတ်တာလို့ညီချောင်းပြရမှာနော်တုံးပိတ်တာ47တာဂျို9ပိတ်တာလို့ညီချောင်းပြရမှာဒီပရမတ်လုံးကျွန်မတို့က800ကိုရေးဆုံးပြတ်မယ်နော် အဲ3 1 by 11 ratio 6 4 by 11အဲ့တော့ဒီမှာကိန်းရိုးတွေကိုပိုင်းရိုးခွဲတဲ့အခါမှာ34 by 11 ratio 70 by 11ဆိုရရှိပါတယ်။နော်အဲ့နောက်ခုကိုကျတော့34 by 11ကို70 by 11နဲ့ဆိုစားရဲစားတာကိုကျွန်တော်အမြင်ပြောတဲ့အခါမှာဘိုင်းကြီး70 by 11ဟာ11 by 70ဖြစ်တော့ပါတယ်။ဒါဆိုရင်ကျတော့34နဲ့90ကိုကြာနှစ်နဲ့ကျင်းရဖြစ်တယ်။နှစ်စကွန်နဲ့လီယာ34နှစ်35လီယာ90 11နဲ့11နဲ့ကကြည့်သွားပါရဲ့။ဒါဆိုရင် ပိုင်းဝေကစက်ကွန်ပိုင်းကြီးက15ဆိုပြီးတော့ရရှိပါတယ်။ဒါတို့ကကျမတို့က၃မိတာ40ကျတာ၃မိတာဆိုတာအပြည့်ကင်း30ကျတာဆိုတာကကျမတို့ကဒီပိတာမှာ100ကျတာရှိတယ်။100ကျတာကို5ဘုံပုံရင်ဒီဘုံကို5ဘိုင်းတစ်ဘိုင်းဆိုရင်20ကျတာ။အဲ့ဒါ40ကျတာဆိုတာက5ဘိုင်း2ဘိုင်းပိတာ။အဲ့ဒါကိုကျမတို့ကဒီကိန်းရောပိုင်းကြီးတစ်ခွဲရဲ့ကမှာ 70x5 ပိတာဆိုပြီးတော့ရရှိပါတယ်။ အဲ့ဒီမှာသုံးမိတာ၄၀ကျက်တာရေရှိုးခုနှစ်ပိတ်တာလို့ပြောရတယ်ဆိုတော့သုံးမိတာ၄၀ကျက်တာခုနကတွေ့တာက sampling by 5ပိတ်တာဖြစ်ပြီးတော့ခုနှစ်ပိတ်တာနဲ့အချိုးချရတယ်နော်ဒါဆိုရင်ဆက်ခုနှစ်ပိုင်း၅ပါဆိုတော့ခုနှစ်နဲ့စားတာပေါ့နော် sampling by 5 ratio 7ဆိုတာက7ပိုင်း5ပါဆိုတော့9နဲ့စား9နဲ့စားတာပေါ့ခုနှစ်အောက်မှာတရှိတယ်စားတဲ့အခါမှာကျတော့အမြောက်ကြောင်းတဲ့အခါမှာပြောင်းပြန်နေနေတယ်ဒါဆိုရင်7 by 1က1 by 7ဖြစ်သွားမယ် သူကကြတော့လေခြေလို့မြရတဲ့အတွက်ဆိုတော့ဘိုင်းဝေဘိုင်းဝေချင်းကြတော့စက်ကုန်တလီစက်ကုန်ဘိုင်းတွေဘိုင်းတွေကြတော့9ခုနဲ့လီသုံးစက်ဒါပေမဲ့ကျွန်တော်ကခုနကမှာ600လေ31 by 11နဲ့64 by 11ကိုအချိုးချတာတော့ပြတ်တက်ခါပါတယ်17 by 35ရတယ်။နောက်က3ပိတ်တာ40ကျက်သားအချိုး9ပိတ်တာကိုလည်းပြတ်တက်ခါမှာ17 by 35ရတယ်။ဒါဒီတစ်ခုကညီရဲပေါ့နော်။အညီရောက်တက်တေးကြရပါပြီ။ဒါကြောင့်မို့အဲလည်း31 by 11 ratio 64 by 11 equal to 3 ၃ဘိတ်တာ40ကျပ်တာ9 ratio 9ဘိတ်တာလို့ဆိုရေးပြန်ရေးပြီးတာဟင်ရရှိပါပြီနောက်တစ်ခုကနံပါတ်6ပါစတူရန် A နဲ့စတူရန် B တို့ဤရဲ့အနားများက10 cm နဲ့15 cm တူရှိရတယ်သူစတူရန်တို့ဤအနားများအချို့ဒါမှမဟုတ်ပက်လည်းအနားများအချို့အေးရတို့ဤအချို့ကိုရှာပါတယ်အဲ့ဒါနံပါတ်ကကြီးကစတူရန် A နဲ့စတူရန် B တို့ရဲ့အနားဤအချို့ကိုရှာတယ်အနားအချို့ပြီးပြီတဲ့စတူရန် A နဲ့စတူရန် B တို့ရဲ့စတူရန် A အနားကိုပိုင်းဝင်ပါရင်စတူရန် B အနားကိုပိုင်းချင်ပါရင် ဲ့ CNA ရဲ့အနားရာ10 cm ပေါ့နော် CNB ကကျတော့15 cm ဒါပေမဲ့အပေါ်တောင်းတဲ့ချိုးကဟာတန်းပိုင်း15အဲ့မှာအချိုးတွေကိုတွက်တဲ့အခါမှာကျွန်တော် unit တွေတားကြမှာလို့ပြောတာနော်ဒါပေမဲ့ဒီတူတာဝက်တက်ကြည့်ရတယ် unit တွေတားကြမှာ10နဲ့15နဲ့ဆိုရင်ကျွန်တော်က9နဲ့9နဲ့109တို့20တော့2 by 3ရရဲ့ဒီပါတိကိုချိုးနဲ့ပြန်ပြတဲ့အခါမှာ2 ratio 3ဆိုပြီးတော့ရရှိပါတယ်။ဒါက CIA နဲ့ CIA ဗီဒီယိုကြီးအနားရချိုးပါ။ ောက်ကနမကဝေးရဆူရဲအိနဲ့ဒီဤပက်လက်နာနဲ့ဆူရဲဘီဤပက်လက်နာတို့ချိုးအရင်ဆူရဲအိဤပက်လက်နာကိုပုံမှန်ရေးမယ်ဆူရဲဘီဤပက်လက်နာကိုအောက်မှာရေးမယ်နော်ဘိုင်းဘိုင်းချီမှာရေးမယ်အဲ့ဒီမှာစတူရဲမှာဆိုရင်အနားလေးနာကြီးရတဲ့အနားအနားလေးအနားလေးပက်လက်နာဆိုအနားလေးနာတော့ဆိုမှာပေါင်းပြရတယ်ဒါပေမဲ့ဒါမှမဟုတ်အဲ့ဒီအနားတနာရဲ့တံမိုးကြီးနဲ့ညှပ်တာပါနော်ဒီလိုဆူရဲအိရဲ့အနားတနာက30စင်တာအဲ့လို30စင်တာလေးနာဖြစ်တဲ့အတွက်ဆိုမှာတော့ဘာလို့လဲလေးနဲ့ညှပ်နေလဲ ်ဆရာပြေးရတဲ့အတိုင်းပဲသူကအတိအနာတစ်ခုသာစားနေတယ်ကအနာလေးနဲ့ရှိရတဲ့စမောက်လေးတဲ့ခိုင်းနေတယ်။အဲဒီဘိုင်းဝေးရလေးနဲ့ဘိုင်းဒီယာလေးနဲ့ခြေမယ်ဒါဆိုရင်10 by 15တင်။အဲ့တော့စမောက်ဟိုနောက်တိုင်းပဲ9နဲ့စားတဲ့ခါမှာ9နဲ့40 9 35ဆိုပြီး2 by 3ရတယ်။အချိုးချရတဲ့ခါမှာ2 ratio 3ဆိုတော့ရရှိပါတယ်။နောက်ခုနမှာကျတော့ student a နဲ့ b ရဲ့ a နံပါတ်ကားငယ်ရ student a နဲ့ b student b ရဲ့ area ချင်းဒါဆို student a ရဲ့ area student b ရဲ့ area အေရီယာရှာမှာဆိုကျွန်တော်အလျားနဲ့နည်းနည်းညွှတ်သွားမယ်စပီယန်ဖြစ်တဲ့အတွက်အနားတွေတူရတဲ့စပီယန်အေရီယာကတော့အနားတစ်ဖက်ကတစ်ဆယ်စင်တီမီတာအလျားနဲ့နည်းနည်းဆိုတော့တစ်ဆယ်နဲ့တစ်ဆယ်နဲ့ပုံမယ်စပီယန်ပီယာကတော့အနားတစ်ဖက်15စင်တီမီတာနော်ဒီစပီယန်ဆိုတာအနားရဲ့ညီရတဲ့ဖြစ်တဲ့တဲ့15နဲ့15နဲ့မြောက်ပြရတယ်ဒါတင်ပွိုင်းဝင်တဲ့ဘိုင်းရှင်နဲ့ချီနေနော်ငါအပေါ်ကကျမတို့က30ကိုကျတော့9နဲ့20အောက်ကကျတော့9.30နောက်ဝယ်တဲ့အတိုင်းပဲ9နဲ့20 9.30ဒါဖြင့် ပိုင်းဝေကကြတော့နှစ်နယ်လေးပိုင်းကြီးက3.9ဆိုပြီးတော့ရရှိပါတယ်။အဲ4ပိုင်းနိုင်ရတာကိုကျွန်တော်အထူးခြားတဲ့အခါမှာ4 ratio 9ဆိုပြီးတော့ရရှိရပါတယ်။ဒီနေ့ကတော့လေ့ကျင့်ရတော့စက္ကန့်သမားတစ်ကနံပါတ်6ထိပြီးပါပြီ။အဆုံးထိပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။